လို့ဆိုရင်အာဘုန်းကြီးကကွာတွေ့တော်မူတူရတယ်လူခံမယ်ဆိုတော့ဒကာကြီးတို့ဒကာမကြီးတို့ယင်ထဲမှာတခုခုတော့ဖြစ်သွားတယ်အဖုန်းကြီးပါဟမ်လူဘုန်းကြီးရတာလူဘုန်းကြီးရတာမဟုတ်လေဒါဦးစင်းကဒါအဲ့တဲ့ပြောတာကိုစင်းမသိစိတ်ထဲမှာတော့တမျိုးဟာဘုန်းကြီးဘာလဲဟာဒီမှာတရားဟောမယ်လို့လို့ရှင်သာဝိတန်လူခံတယ်ဦးစင်းဘာလို့လူခံသွားတာလဲနဲဟုတ်ပြီနဲသဘောပေါက်ပြီအဲဘာလို့လူခံသွားတာလဲပြေကျုံပါပြေကျုံပါပြန်ပြော တော်ဘာနဲ့မပြူမြေမြေပေးတာအမှမြေမြေတွေ့ခုနနာမည်မမေးလိုက်ဘူးညမနဲ့ဟိုတပည့်မနဲ့တွေ့ရဆိုတော့ဟုတ်တယ်အဲ့တွေ့မှသာပါတော့အဲ့မမျိုးထွေးရဘုံဘုံလူကနာပါလူကနာလေပရိတ်ကျော်ပါဗျာအဲ့ဒီပရိတ်ကျိုးပေါ်မှာယုံကြည်နေတဲ့သူတွေနားလဲတော့ဥဒုံရှင်းပြတယ်မှာဓမ္မကြီးဘယ်လိုနားလဲထားလဲ ့ဒီမိုင်းရောအကြီးလက်အေးဘာတိကြလားသူတို့ကပြောရလဲကောကောကိုမှတ်ထားရတာအဲ့တော့ဦးဇင်းဟောမဲ့တရားကပြည့်စုံသားလေဟောရတော့မလို့တော့တာမင်းဘလို့နားလဲလဲ ားတဲ့ကတော့ YouTube ရာလို့ဆိုအဲ့လိုပဲပုံကြီးရဲ့အဆောင်တော့ဂျုံကြီးနဲ့ရှင်ရဆိုပေါ်ပါပြကြလားအဲယောဂါကြီးပြောင်းမယ်အဲအန်နီရီကင်းမယ်ပြကြလားလို့တနင်္ဂနွေပြောင်းလာတက်မဲ့ပွဲတော့ဒီပွဲဦးဇင်းအခုလုံနေတာဟင်ကတော့မသိကြတာဘာကြောင့်လဲ That's right. အလုံးမှန်းမှာသူများပြောတော့ရမ်းလှုပ်နေတာကြီးကမှားနေတယ်။ဘုရားပြတ်နားလည်လား။နားတော့ဒါတော်လေးဆက်တော့ရဲ့ဒါတော်လေးဆက်။အော်အော်။ဒီဒီ။အာတော်လေးဆက်။အော်အော်။တိမာပါသူတို့ကတော့ဦးစင်းတိမာဦးစင်းတော့အကုန်လုံးတော့မသိနိုင်ဘူး။ကောင်းပြီ။အခုပွဲကယတနာတက်နိုင်တယ်ဆိုမြန်မာနိုင်ငံမှာဓာမျိုးလေးတွေရှိတယ် ဦးစင်းအမေရိကရောက်တော့ဦးရကဓမ္မယောမရောက်ယောမလို့ကျင့်တော့အဲ့လိုတတ်တယ်အဲ့လိုလည်းမဖြစ်ပါဘူးတကယ်ဟုတ်ဘူးဦးစင်းဖြစ်ခဲ့တာအမေရိကမှာဦးစင်းဒီကဗမာပြည်ကနေဒီထိုင်းနိုင်ငံနဲ့2012 13မှာဦးစင်းအများကြီးပွဲလို့2017 17 13မှာ3နှစ်လောက်ပါဦးစင်းတောက်လျှောက်လာခဲ့တော့ဦးစင်းလာခဲ့တော့ဒီမှာခုန73កောက်လောက်ရောက်ခဲ့တယ်ပေါ့ တစ်ခေါက်နေရင်တစ်လလောက်နေတာအလိုတစ်လလောက်နေပြီးတော့တရားပွဲတွေလုပ်တယ်လူငယ်တွေနဲ့တွေ့တယ်ဆွေးနွေးတယ်အဲ့တော့သူတို့သဘောကျတော့မြို့ပါသာနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေလုပ်တယ်နောက်အဲ့တော့မြန်မာနိုင်ငံမှာဘာဘာတာလေမြို့ပါသာနာစောင့်ရှောက်ရေးမဟုတ်ဘူးဦးစင်းကဒီမှာမြန်မာပြည်တဲ့တလားဆောတယ်အဲ့မှာလူငယ်တွေတအားညှို့သွားတယ်မာချိုက်မာလေဒါမြို့တော်ဝင်တော့ဦးစင်းကိုတွေ့ချင်ပါတယ်ပေါ့ ရင်နှောင်းတယောက်နဲ့တယောက်ဗမာပြည်တယောက်နဲ့တော့တတ်ရိုက်ပုတ်နေတာလေမဟာချိန်မှာတအားဆိုးနေအဖွဲ့ပေါ့ဒါဥစဉ်ကြားမိတာပါအလုံးနဲ့မေးကြည့်လို့ရမယ်အဲနောက်ပိုင်းကျလဲဥစဉ်လာရင်ဘာလို့နောက်ထပ်တော့ဘာလို့နိုင်ကူညီဥစဉ်နေလုတ်ပေးခဲ့တယ်သူဆိုင်ဟာတို့အများကြီးပဲဥစဉ်ထားပါတော့ဒါရီယာကိုဘရင်ဖြစ်တော့ရွှေတီးစောင်းနာကိုပြောချင်တာမဟုတ်ဘဲနဲ့ဥစဉ်ကိုဥစဉ်တာမိတ်ဆက်တယ်ဟုတ်တော့နော်ဦးမင်းသိကောင်းပြီ ဦးစင်းအခုလိုပြောနေတာဦးစင်းဒါကိုဘာကြောင့်ပြောတယ်လို့ပြောရင်ထိုင်းနိုင်ငံမှာဒီပြဿနာအကြီးမြန်မာနိုင်ငံမှာဒီပြဿနာအကြီးဟုတ်တယ်နော်ဦးစင်းတို့ပရိသတ်သမုတ်ပတ်ဦးစင်းမဟုတ်တရားဟောတာဦးစင်းကဘုရားဂုံကြီးမဟုတ်ပြဿနာအဖွဲ့ဝဲ940တဲ့ဦးစင်းကြောင်းအဲ့ဒါဦးဇင်းကြောင်းပါတယ်မင်းကပြောပါစိတ်ဝင်စားလို့မကောင်းဘူး ဖုံးဝန်လာလိုက်ဘယ်သူသိတော့ငယ်ဦးစင်းကမိတ်ဆက်တာဗားတယ်လို့ပြောပါဦးဟုတ်တယ်ခொနည်းအားလေးပဲဟုတ်တယ်ကောင်းပြီဦးစင်းကမကုတ်ဥပဒနာတရားစခန်းမကုတ်ဥပဒနာတရားကြောင့်ဘုံကြီးကလာဒီမှာနိုင်ငံမှာသူကလည်းမတူဘူးဒီလို Facebook တင်တာရောဦးစင်းကလာမော်နီတိုက်ဇေးရှင်းရှောက်ဖို့လာတာအဲ့အချက်ကအဓိကတရားဦးစင်းလေးကဥဒမတာမီယာလမ်းပြီးတော့ ဟိုမုံတူရောဟိုမုံနဲ့တွေ့ကျင်တယ်သူက30ကျော်ပဲရှိသေးတယ်၄ဝပဲရှိတယ်ခိုးခြေကိုအုံခံပြီးတော့လာတယ်ပြင်းနန်းလာသူကမြန်မာပြည်ကိုပြန်လာလည်းလာပြီးတော့ဥစဉ်သူပြောတာလေးတွေနားထောင်ပြီးတယ် Facebook တင်လို့မရသေးဘူးသူပြောချင်တဲ့တာနာတစ်ခုပေါ့ဒီရကြီးပေါ့ဒါတွေကိုစောသေးတော့ပြောလို့မရတော့လိလာပြင်းနေဥသတိမာနေတော့ဘာလုပ်လဲသူဆုံးမနေတယ်ဒီရဟန်းလို့လုပ်တယ်ဟောအခုလို့ခွင့်တာတယ်တကောင်နဲ့ကြုံတယ် သူလိုက်ပို့တယ်ဦးစင်တည်တဲ့နာလေးအားလုံးကိုတင်ပြတယ်မြန်မာနိုင်ငံမှာအဲ့လိုမရှိသေးဘူးခုနကရောက်ခဲ့တဲ့ဖုန်ကြောင်ပိုင်းအောင်ကြောင်မှာကလေးတွေဒုံလဘကိုရင်လေးတွေကိုသူစာတင်တဲ့နိစနစ်တစ်ခုတွေ့ရတယ်အချင်းချင်းညာတက်လို့၄ရက်လောက်ရှိပြီလေဟုတ်လားကိုသမီးနော်အဲ့လေဦးစင်နောက်ပြီးတင်ပြမှာပြောချင်တာကဒီမှာတင်ကြားပုံစနစ်ကလေးနေမြန်မာနိုင်ငံဆစ်ရှောင်းရင်လို့ပဲဖြစ်ဖြစ် တတ်တဲ့မဝင်ရင်းလိုပဲဖြစ်တယ်ဒီမလာပညာသင်တဲ့လူတွေအများကြီးအဲ့လိုပညာသင်တဲ့အချိန်ယူပြီးဒီမှာသူတို့ဘဝကြီးစောက်တာတွေအများကြီးနိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေအများကြီးရှိပြောချင်တာကလူတွေကကိုယ့်ဘဝကိုတွတ်တဲအောင်လုပ်နေကြတာအဲ့တော့ဦးစင်းကကြတော့တာနာပြုတ်တယ်ဆိုတော့ဦးစင်းခန္ဓာကိုဦးစင်းအသက်35နှစ်မှာတရားသဘောလေးတစ်ခုကိုတည်လိုက်တော့ဥပဒေဆရာတော်ပါပဲဦးစင်းအသက်35နှစ်မှာဒီတရားထိုင်ရမယ်ဦးစင်းစီဝါရေးအောင်မြင်ပါတယ် လုပ်ငန်းတွေအောင်မြင်ပါတယ်။ဒါကြုံတော့မိတ်ဆက်တာ။ဦးစင်းကျောင်းအတည့်လို့ဘယ်နှယောက်ပါလဲ။ဟမ်ဟမ်ကြည့်ဘူး။ကြည့်ဘူးလေ။ဟလာ။အဲ့တော့ဦးစင်းကျောင်းဘယ်လောက်တည်လဲလို့မေးတာ။ကြည့်တော့ကြည့်ပြီးတော့အောင်မြင်တယ်ဗျာ။အဲ့တော့တကယ်ကြီးပါရင်လုပ်တယ်။ဟမ်။စာကုန်တွေပါရင်လုပ်တယ်။ဟမ်။ဟုတ်ဟုတ်ဟုတ်။ဒါတော့တို့ဟိုအဲ့တော့ဥစဉ်အမြဲတမ်းကြွားလို့ဖြစ်တယ်ပေါ့။ဒါပေမဲ့ဥစဉ်ယုံကြည်နေတယ်လေ။တို့တကယ်လည်းချမ်းသာစေချင်တယ်။ ်ဟဲ့မင်းတို့လူငယ်တွေအရေးကြီးတယ်မသေးမဲ့အရွယ်တွေရောက်ကုန်ပြီအဲ့မွေးရာအများကြီးဟုတ်တယ်မလားတကားတော့ကုသသမီးရှိတယ်ကလေးတွေကငယ်နေပြီကိုကရှိမှရှိမှယောဂနဲ့တင်းញံကုန်းနဲ့ပဲရှိတော့တယ်ဟုတ်ပါဗျာဦးနာတိပဲလာတော့မှနောက်တစ်ပြူရာကြီးမလာတော့ဟုတ်ပါဗျာပူပူပြူလာမှတော့ဦးလာမယ်ရွယ်လာမယ်စောင်းလာမယ်ဟုတ်လားဟုတ်ပါဗျာအဲ့ဒါအဲ့ဒါကိုဦးစင်းပြောချင်တာဒါပေမဲ့ဦးစင်းတော့အားလဲမဟုတ်ဘူးအဲ့ဒါဟိုတုတ်တန်လေးထဲမှာ အဲ့လိုဆိုရင်အဲ့ဒီတရားတွေကိုသူ့ဖို့အတွက်ဥဒ္ဒံဥပါဒံတွေဖြုတ်ရတယ်ဒါကြောင့်တက္ကမိုက်လက်ကဥပါဒံကိုဖြုတ်တယ်ဥပါဒံဆိုရအစွဲမဝိသပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏထားတော့တဏပစ္စယဥပါဒံလာရအလိုအရှိကြီးမပြောဘူးငါတူတူလေးပဲပြောမယ်ခဏညာဟာတရားဝဲဆိုတာတွေ့ဆုံကန်းနဲ့အတူမိစ္ဆချင်းမှာဥစဉ်အရင်တော့ဒီလိုလာတာဒုတိယအချိန်လာရင်ဥစဉ်တရားဝဲလူချင်းလို့လည်းမဟုတ်ဘူးပေးတယ်လေဘုံဘုံပြောဟောတာနေလို့ရတယ်ဥစဉ် တရားပွဲကပြတ်သွားပြီတရားစခန်းပြတ်သွားပြီနေလို့ရတယ်ဒါပေမဲ့ဥစဉ်ကျောင်းကထွက်လာကြာပြီဆိုတော့မหนีလို့တော့အခွင့်တိုင်းပြန်ရောက်မှာဟုတ်ပြီနော်အခုနေ့အခုလက်ရှိဥစဉ်ဟောတာခက်တယ်လားတရားပွဲရှင်းတယ်နော်ဥစဉ်ကိုယ်တိုင်စီပွားရေးသမားလာတယ်အောင်မြင်ခဲ့တယ်ဒါခါလေးကြွားလို့ရတယ်ခုနကတကာတော့ပြောပြီဥစဉ်ရဲ့လူဘဝတမီထိုင်းနိုင်ငံမှာကျောင်းတက်သွားတယ်သူဆယ်နဲ့အောင်နဲ့မှာဥစဉ်ဖုန်ကြီးဝတ်တယ် အငယ်မကနှစ်နှစ်သမီးပိုင်ဦးတယ်ဘုန်းကြီးဝတ်တာအဲ့တော့အကြီးမ16နှစ်ဒီမှာကျောင်းတက်ပြီးမှသူမာစတာရတယ်ရှင်နာဝါစတာယူနီဗာစီတီကအခုတော့စီဝိုင်းလုပ်ငန်းရှင်တယောက်ဖြစ်နေပြီကုမ္ပဏီပိုင်ရှင်တယောက်ဖြစ်နေပြီသူမှနောက်ထပ်သမီးတယောက်ရတယ်လူလူပြောဦးစမမီးတယောက်ရတယ်တကယ်တော့ဒုက္ခတွေကြီးပါပဲဟုတ်ပြီနော်အဲ့တော့သူ့အမိပဲပါလာတယ် တို့ဒီမှာတိုက်ပြီးဝင်ထားတယ်အဲထားတော့အဲ့ဒါပြောလိုက်ရအောင်ပြောတော့ပြောရမှာပဲလေအောင်မြင်တာဟုတ်တို့ယင်းနီမြုံနံမှုတွေပေါ့ဟဲ့ဘာပြောနေကောင်ဘာအရေးကြီးတော့ညိုစားနာမေဟိုကြီးဒီကြီးနဲ့ပြေးရတော့မှလားငါငါလျင်လို့တော့ပဲတိုက်ရတော့မှအဲ့လိုဖြစ်နေတာနာမည်ဘယ်လိုမနာမည်ဟမ်ဆောတော့ပါအခုဆိုဘုမတာတမင်နာမည်လေးနဲ့မဟုတ်ဆရာပြရလို့မိမိခေါ်တာလေဆိုတော့ဆရာတော်ဖြာကြီးရဲ့ ဘုံရိတ်ကံရိတ်ခြေပြတော့မမိပါဘူးဒါပေမဲ့ဥစဉ်အခုပြောနေတာဟာဥစဉ်ဘလကပြောနေတယ်ဆိုတာတဲ့တရားဘက်ကညံရောက်စေချင်တယ်ဟုတ်ပြီနော်ဦးမင်းသိသတိထားမယ်နော်ဥစဉ်တို့ဘာဖြုတ်ရမှာလဲဟဲ့ဟုတ်ပြီဥပါဒံဖြုတ်ရမယ်ဟဲ့ဦးမင်းမင်းတို့ကမကြီးချွေးမဘာလဲကြည့်နေအောင်အမဖေ့စ်ဘွတ်